မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးအသွေးကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိမ့်ပါ။ဒီကနေ့မေလ6ရက်အင်္ဂါနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ဉာဏ်ပညာနဲ့သူရတ္တိပြေဝတဲ့တမတော်တရရရှိထားပြီးဖြစ်တဲ့အတွက်ဒေါ်လန်ကြီးအောင်မြင်မှာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ပြောကြားလိုက်တဲ့သတင်း။ အကြံဖတ်စစ်တပ်ကရပ်ပေါင်း36ရဲ့အတွင်းမှာလေကြောင်းတိုက်ခိုက်မှု282ကြိမ်ပြုလုပ်ခဲ့ရာပြည်သူ286ဦးသေဆုံးပြီး456ဦးဒဏ်ရာရခဲ့တယ်လို့လူ့ကွင်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်းမြိုင်မြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီနှစ်စီးနဲ့လေကြောင်းကနေတိုက်ခိုက်နေတဲ့တဲ့င်ခီးသွားပြည်သူတွေစီကနေအရမငွေကြီးကောက်ခံနေတဲ့အကြမ်းဖက်စစ်တပ်ကိုတော်လန်ยีပူပေါင်းတပ်တွေတိုက်ခိုက်ရာအကြမ်းဖက်စစ်သား6ယောက်သေတဲ့တဲ့င်ဧပြီလအတွင်း KNU တပ်မ9နယ်မြေမှာ အကြံဖတ်စစ်တပ်နဲ့တိုက်ပွဲပေါင်း139ကြိမ်ဖြစ်ပွားခဲ့ပြီးအကြံဖတ်စစ်တပ်ကဗိုလ်မှူးနဲ့တက်ကြွကြီးအဆင့်အပါဝင်42ဦးသေဆုံးတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ဝန်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်တဲ့တဲ့တွေပဲဖြစ်ပါတယ်ပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဉာဏ်ပညာနဲ့သုရတ္တိပြေဝတဲ့တမတော်တရရရှိထားပြီဖြစ်တဲ့အတွက်ဒေါ်လန်ရေးအောင်မြင်မှာဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးဦးရီမွန်ပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဉာဏ်ပညာနဲ့သူရသတိပြေဝတဲ့တက်မတော်တရေရရှိထားပြီးဖြစ်တဲ့အတွက်ဒေါ်လန်ရေးအောင်မြင်မှာဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးရီမွန်ကပြောကြားလိုက်ပါတယ်။ပြည်သူ့ကာကွယ်ရေးတက်မတော် PDF ဖွဲ့စည်းတည်ထောင်ခြင်း၄နှစ်ပြည့်ဖြစ်တဲ့မေလ9ရက်နေ့မှာပြည်ထောင်စုဝန်ကြီးကမိန့်ခွန်းပြောကြားခဲ့ရာအခုလိုထည့်သွင်းပြောကြားလိုက်တာပါ။ငါတို့မှာစစ်ဘက်ဆိုင်ရာကျိုးစည်းကမ်းတွေကိုလေးစားလိုက်နာတဲ့တက်မတော်တရေအဆင်သင့်သော အမိပေးအမိန်နာခံမှုကောင်းတဲ့တမတော်တရားဉာဏ်ပညာနဲ့သူရတ္တိပြည့်ဝတဲ့တမတော်တရားရှိထားပြီဆိုရင်ဒီတော်လိုင်းမအောင်ပါစိတ်ပူစရာအကြောင်းမရှိဘူးလို့ပြောလို့ရတယ်။အခုလို PDF တမတော်ထူထောင်နိုင်အောင်ရက်တည်နိုင်အောင်တိုက်ပွဲဝင်နိုင်အောင်ကုညီဆောက်ရှောက်ပေးခဲ့တဲ့တော်လံပြည်သူများမဟာမိတ်တော်လံရေးဖွဲ့စည်းများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်းဖော်ပြလိုတယ်။ပြည်သူဒေါ်လာစစ်အတွင်းအသက်ဆုံးလူခဲ့တဲ့အာဇာနည်တွေကိုလက်အင်ကပေးဆက်ခဲ့တဲ့သူရဲကောင်းတွေအားလုံးကိုလည်းဒီရက်မြတ်မှာဥညွတ်ပုံပြလိုက်ပါလေ အကြံဖတ်စစ်ကောင်စီရဲ့လူမဆန်မှုတွေကိုလူမိုက်အားပေးလုပ်နေတဲ့ပြည်ပနိုင်ငံတချို့ရှိလာတယ်ဆိုတာကိုလည်းသတိကြီးကြီးထားရပြီး PDF တမတော်အဖို့တော့မရွယ်မဆောင်ကိုလမ်းကြောင်းကိုအားကောင်းမောင်းတန်ဆက်လက်ကြီးတက်ကြဖို့သာဖြစ်တယ်လို့ဦးဤမွန်ကပြောပါရယ်။ အင်းတော်မျိုးကနေဖန်စီရမိထားတဲ့တမ80ခွန်တမမှုအပါဝင်တုံမန်းတွေကလည်းသူတို့ရဲ့နောင်တကိုဖွင့်ဟဝင်ခံကြပြီးအကြံဖတ်စစ်တပ်တရားမဲ့တယ်ဆိုတာသူတို့အနေဖြင့်သိရှိပါတယ်ဆိုတာနဲ့ပြည်သူတော်လှန်ရေးမှာသူတို့တတ်နိုင်တာထဲ့ဝင်ဖို့ကြိုးပမ်းကြတယ်လို့လည်းဝင်ကြီးဦးဦးမောင်ကပြောပါတယ်။ အကြံဖတ်စစ်ကောင်စီတပ်ထဲမှာကြံရှိနေတဲ့တမှုတပ်သားတွေအနေနဲ့လည်းပြည်သူကိုအကြံဖတ်တပ်ဖြတ်နေတဲ့အသည့်လမ်းမရောက်စေတဲ့မိစ္ဆာဒိဋ္ဌိစစ်ဝါဒအတွေးခေါ်ကိုအမြန်ဆုံးဆွတ်လွတ်ကြဖို့အတွက်လည်းတိုက်တွန်းထားပါဗျ။အဲ့ဒီလိုဆွတ်လွတ်နိုင်မယ်ဆိုရင်နိုင်ငံနဲ့ပြည်သူတွေမြန်မြန်ချမ်းသာရမှာဖြစ်ပြီးအကြံဖတ်စစ်တပ်ကိုယ်တိုင်လည်းချမ်းသာရရမယ်လို့ဦးဤမုံကပြောပါဗျ။ ဒါအပြင်စကိုင်းငလျင်ဘေးကြီးမှာလည်းအကြံဖတ်စစ်ကောင်စီရဲ့ပြည်သူအပေါ်စေတနာမဲ့မှုစွမ်းဆောင်ရည်မဲ့မှုနဲ့အင်အားချိနဲ့မှုတွေကမဖုံးနိုင်မဖိနိုင်ပေါ်လာခဲ့ရတယ်ဆိုတာနဲ့အဲ့ဒီအားနည်းချက်တွေဖုံးကွယ်ဖို့အတွက်ငလျင်တန်တဲ့ပြည်သူတွေအပေါ်မျက်ကွယ်ပြုပြီးလေချောင်းအကြံဖတ်မှုတွေကိုတိုးပြီးကျူးလွန်လာတာဖြစ်တယ်လို့ထောက်ပြပြောကြားခဲ့ပါတယ်အခုဆိုရင်မြမအရေးဟာကမ္ဘာအခင်းချင်းနဲ့လည်းဆက်ဆက်လာတယ် မြန်မာပြည်သူတွေရဲ့ဆန္ဒသဘောထားကိုလေ့လျရှုပြီးမြန်မာပြည်ပေါ်ဩဇာလွှမ်းမိုးဖို့ကိုကြိုးစည်းဝါးအမြတ်ထုတ်ဖို့ကြံရွယ်ဖို့နဲ့စစ်ကောင်စီရဲ့လူမဆန်မှုကိုလူမိုက်အားပေးလုပ်နေတဲ့ပြည်ပနိုင်ငံတချို့ရှိလာတဲ့ဆိုတာကိုလည်းတတိကြီးကြီးထားရတယ်လို့ဦးအီမွန်ကပြောပါရယ် PDF တက်မတော်အဖို့တော့မရွေ့မဆောင်ကိုလမ်းကြောင်းကိုအားကောင်းမောင်းတန်ဆက်လက်ချီတက်ကြဖို့သာဖြစ်ပြီးအင်းတော်အောင်ပွဲကိုပြန်ကြည့်ရင်တောက်ခံနိုင်စွမ်းကအဆုံးဖြတ်ဖြစ်ခဲ့တယ်လို့ရှင်းပြပါရယ် PDF ရဲဘော်တူးချင်းအနေနဲ့လဲစိတ်ရှည်ဖို့ဇွဲကောင်းဖို့ဘလို့အခက်ခဲမျိုးကြုံပါစေကြံ့ကြံ့ခံဖြတ်သန်းဖို့လိုအပ်တယ်လို့အင်းတော်အောင်ပွဲနီးတူတော်လန်ရေးတစ်ခုလုံးရဲ့အောင်ပွဲကိုလဲ PDF တက်မတော်နဲ့မဟာမိတ်တွေပိုချစ်ကြည်ပိုစည်းလုံးပိုဟန်ချက်ညီပြီးတနိုင်ငံလုံးအတိုင်းတာနဲ့မဟာပြူဟာမြောက်တိုက်ပွဲဝင်ကြရင်အဆုံးသတ်အောင်ပွဲဟာတိုင်းရင်းသားပြည်သူတရက်လုံးအတွက်ဖြစ်လိမ့်မယ်ဆိုတာယုံကြည်တယ်လို့လည်းထည့်သွင်းပြောကြားခဲ့ပါတယ်။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့အကြံဖတ်စစ်တပ်ကရပ်ပေါင်း36ရဲ့အတွင်းမှာလေကြောင်းတိုက်ခိုက်မှု282ကြိမ်ပြုလုပ်ခဲ့ရာပြည်သူ286ဦးသေဆုံးပြီး456ဦးဒဏ်ရာရခဲ့တယ်လို့လူ့ကွန်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်လိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်ကမတ်လ28ရက်နေ့ကနေမေလ2ရက်နေ့အထိရပ်ပေါင်း36ရဲ့အတွင်းမှာ ရန်ကုန်တိုင်းနဲ့နေပြည်တော်ကလွေပြည်ကျန်ပြည်နယ်နဲ့တိုင်းတွေအကုန်လုံးကိုလေကြောင်းကနေတိုက်ခိုက်မှု282ကြိမ်အထိပြုလုပ်ခဲ့ရာပြည်သူ286ဦးသေဆုံးပြီး456ဦးဒဏ်ရာရခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရလူ့ကွင်ရေးဆိုင်ရာဝန်ကြီးဌာနရဲ့ပြုစုထားတဲ့စာရင်းတွေအရသိရပါတယ်။အဆိုပါရပ်ပေါင်း36ရက်အတွင်းလေကြောင်းကနေတိုက်ခိုက်မှုကြောင့်သေးဆုံးရသူပြည်သူ286ဦးထဲမှာအသက်18နှစ်အောက်ကလေးငယ်32ဦးပါဝင်ပြီးအသက်18နှစ်အထက် 84ဦးဖြစ်ကာကျန်192ဦးကအသက်အရွယ်မသိရှိရသေးဘူးလို့ဆိုပါတယ်။ဒါ့အပြင်ဒဏ်ရာရသူ456ဦးထဲမှာအသက်17နှစ်အောက်45ဦးပါဝင်ပြီးတော့အသက်17နှစ်အထက်80ဦးနဲ့ကျန်342ဦးကတော့အသက်အရွယ်မသိရှိရသေးဘူးလို့ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကိုကြည့်မယ်ဆိုရင်စကိုင်းတိုင်းမှာလေကြောင်းတိုက်ခိုက်မှု83ကြိမ်အတွင်း89ဦးသေပြီး135ဦးဒဏ်ရာရ။ချင်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု14ကြိမ်အတွင်း73ဦးသေပြီး22ဦးဒဏ်ရာရ။ မကွေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု29ချိန်တွင်12ဦးသေပြီး29ဦးဒဏ်ရာရ။ကချင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု73ချိန်တွင်42ဦးသေပြီး35ဦးဒဏ်ရာရ။မန္တလေးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု62ချိန်အတွင်65ဦးသေပြီး118ဦးဒဏ်ရာရ။ရှမ်းပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု17ချိန်တွင်9ဦးသေပြီး6ဦးဒဏ်ရာရနဲ့ရခိုင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု15ချိန်တွင်3ဦးသေပြီး30ဦးဒဏ်ရာရတယ်လို့သိရပါဗျာ။ ဒါအပြင်ကရင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု6ကြိမ်အတွင်း12ဦးသေပြီး15ဦးဒဏ်ရာရ၊ပဲခူးတိုင်းမှာလေကြောင်းတိုက်ခိုက်မှု19ကြိမ်အတွင်း73ဦးသေပြီး10ဦးဒဏ်ရာရ၊ကရင်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု22ကြိမ်အတွင်း10ဦးသေပြီး48ဦးဒဏ်ရာရ၊ AR တိုင်းမှာလေကြောင်းတိုက်ခိုက်မှု10ကြိမ်အတွင်း3ဦးသေပြီး2ဦးဒဏ်ရာရ၊တနင်္သာရီတိုင်းမှာလေကြောင်းတိုက်ခိုက်မှု10ကြိမ်အတွင်း9ဦးသေပြီး9ဦးဒဏ်ရာရနဲ့မွန်ပြည်နယ်မှာလေကြောင်းတိုက်ခိုက်မှု2ကြိမ်ဖြစ်ပွားခဲ့က2ဦးသေပြီး2ဦးဒဏ်ရာရတယ်လို့ဖော်ပြထားပါတယ်။ စကိုင်းငလျင်ဘေးသင့်ပြည်သူတွေအတွက်ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေလှုပ်ဆောင်မှုအတွက်အမျိုးသားညီညွတ်ရေးအစိုးရမြောက်ပိုင်းညီနောင်မဟာမိတ်၃ဘွဲ့နဲ့ KNY အဖွဲ့တွေကတစ်ဖက်သက်အပြစ်ရက်စဲပြီးခုခံစစ်ပွဲဆင်နွှဲမယ်လို့ထုတ်ပြန်ကြေညာထားချိန်မှာအကြမ်းဖက်စစ်တပ်ကမြန်မာနိုင်ငံအနှံ့ကိုလေကြောင်းကနေပုံကျဲတိုက်ခိုက်တာလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တာအပါအဝင်မြေပြင်ကနေစစ်ကြောင်းထိုးတာတွေပါပြုလုပ်နေတာပဲဖြစ်ပါတယ်။ ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့မြိုင်မြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကစစ်တပ်လေဒီနှစ်စီးနဲ့လေကြောင်းကနေတိုက်ခိုက်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းမြိုင်မြို့နယ်အရှိတောင်ပိုင်းတနေရာကိုအကြမ်းဖက်စစ်တပ်ရဲ့ပကုတ်ကူတပ်မတရားတက်ကစစ်တပ်လေဒီနှစ်စီးနဲ့လေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ We Love မြိုင်အဖွဲ့ကပြောပါရယ်။အကြမ်းဖက်စစ်တပ်ကဒီကနေ့မွန်းလွဲ7နာရီ25မိနစ်အချိန်မှာမြိုင်မြို့နယ်အရှိတောင်ပိုင်းတနေရာကိုတိုက်ခိုက်မှုတွေပြုလုပ်နေတာပါ။မြိုင်မြို့နယ်အရှိတောင်ပိုင်းတနေရာအား ကုတ်ကူတမ101မှဆက်တက်လေဒီနှစီနဲ့လေချောင်းတိုက်ခိုက်နေပါဗျ။အချိန်နှစ်အသေးစိတ်ကိုတော့မသိရသေးဘူးလို့ we left မြိုင်အဖွဲ့ကပြောပါဗျ။အကြံဖတ်စစ်တပ်ကမြိုင်မြို့နယ်အရှိတောင်ပိုင်းတစ်ကြီးတော်လေတန်းပေါ့ပင်ကိုင်းရွာတွေဘက်ကိုမေလ9ရက်နေ့ညမှာစစ်ကြောင်းထိုးပြီးရောက်ရှိနေတယ်လို့သိရပါဗျ။အကြံဖတ်စစ်တပ်ရဲ့ပကုတ်ကူတမ101ကစက်တက်လီဒီနှစီကမေလ9ရက်နေ့မွန်းလွဲ2နာရီမိနစ်50 ချိန်ခတ်မှာမြိုင်မြို့နယ်တောင်ပိုင်းတနေရာကိုလေကြောင်းကနေတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့ We Love မြိုင်အဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါ့အပြင်မနေ့ကည၈နာရီခန့်မှာလဲအကြမ်းဖက်စစ်တပ်က Jet Fighter နဲ့ပကုတ်ကူမြို့နယ်အပြင်မြိုင်မြို့နယ်အဆက်ကရွာဖြစ်တဲ့စောင်ချန်းကုန်းရွာကိုလေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ည၈နာရီမိနစ်30အချိန်ခန့်မှာမြိုင်မြို့နယ်တောင်ပိုင်းအိုရင်အုပ်စုရွာသစ်ရွာကိုလေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါဗျာ။ ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ခီးသွွားပြည်သူတွေစီကနေအရမငွေကြီးကောက်ခံနေတဲ့အကျန်းဖတ်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေတိုက်ခိုက်ရာအကျန်းဖတ်စစ်သား6ရောက်သေးတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဆလင်းကြီးမြို့နယ်မုံရွာပသိမ်လမ်းဘေးဝမ်ပေါင်ရန်စီလမ်းပိုင်းမှာခီးသွွားပြည်သူတွေစီကနေအရမငွေကြီးကောက်ခံနေတဲ့အကျန်းဖတ်စစ်တပ်ကိုတော်လန်ရေးပူပေါင်းတပ်တွေကတိုက်ခိုက်ရာအကျန်းဖတ်စစ်သား6ရောက်သေးတယ်လို့ Black Eagle LPDF အဖွဲ့ရဲ့တာဝန်ရှိသူတဦးက PPTV ကိုပြောပါရယ်။ လမ်းကြီးယူတောက်စားကခီးသွွားပြည်သူတွေစီကနေပတ်စံတောင်းခံနေလို့မဟာမိတ်တွေနဲ့ပေါင်းပြီးဝင်ရောက်ပစ်ခတ်ခဲ့တာပါစစ်ခွေးအင်အား30 40ရှိတယ်ဗျစစ်ခွေးဘက်က6ဦးသေဆုံးပါတယ်လို့ Black Eagle LPDF ရဲ့တာဝန်ရှိသူတူကပြောပါတယ် Black Eagle LPDF အဖွဲ့ကစကိုင်းတိုင်းရင်းမာပင်ခရိုင်ရင်းမာပင်မြို့နယ်တိုက်နယ်နှစ်မှာအခြေစိုက်နေတဲ့တပ်ဖွဲ့ဖြစ်ပါတယ်။တိုက်ခိုက်မှုအတွင်းမှာတော်လိုင်းရင်းတပ်ဖွဲ့တွေဘက်ကအထိကိုက်မရှိဘဲပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Black Eagle LPDF Fighter Brotherhood Guerrilla Army FBGA နေစည်းမခြားစာမဏီပျောက်ကြားတပ်ဖွဲ့ရင်းမာပင်ဒရုန်းအဖွဲ့အပြင် အခြားသောမဟာမိတ်အဖွဲ့တွေပူးပေါင်းပြီးလှုပ်ဆောင်ခဲ့ကြတယ်လို့လည်းသိရပါဗျ။ထပ်မံတင်ဆက်ပေးမယ့်သတင်းကတော့ April အတွင်း KNU တပ်မဟာ9နယ်မြေမှာအကြမ်းဖက်စစ်တပ်နဲ့တိုက်ပွဲပေါင်း139ကြိမ်ဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ကဗိုလ်မှူးနဲ့တက်ချက်ကြီးအဆင့်အပါဝင်42ဦးသေဆုံးတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ကရင်မျိုးသားအစည်းအရုံး KNU ကော်တူးလေအုပ်ချုပ်နယ်မြေမူဒရော KI မှာဧပြီလ၁ရက်နေ့ကနေ30ရက်နေ့အတွင်းကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA အမှတ်9တပ်မဟာနဲ့အကြမ်းဖက်စစ်တပ်တို့အကြတိုက်ပွဲကြီးတိုက်ပွဲငယ်စုစုပေါင်း139ကြိမ်ဖြစ်ပွားခဲ့တယ်လို့ KNU ဗဟိုကမနေ့ကထုတ်ပြန်လိုက်ပါတယ်နှစ်ဖက်တိုက်ပွဲတွေအတွင်းအကြမ်းဖက်စစ်တပ်ကဗိုလ်မှူးအဆင့်2ဦးနဲ့တပ်ချက်ကြီးအဆင့်2ဦးအပါအဝင်39ဦးသေဆုံးပြီးဒုတိယတပ်ချက်2ဦးအပါအဝင်55ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်။ အကြံဖတ်စစ်တပ်ကအရက်သားပြည်သူတွေနေထိုင်တဲ့ကျေးရွာတွေအတွင်းကိုလက်နက်ကြီး9ကြိမ်တိုက်လျင်နဲ့ဘုံအလုံးရီ14လုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်အရက်သားပြည်သူ2ဦးသေဆုံးခဲ့ပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်အဆောက်အဦး6လုံးထိခိုက်ပျက်စီးခဲ့ရတယ်လို့ဖော်ပြထားပါတယ်။ အကြံဖတ်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်အရက်သားပြည်သူတွေလုက္ကင်စားတော့တဲ့နေရာတွေလည်းထိခိုက်ပျက်စီးခဲ့ရပြီးပြည်သူတွေမှာစိုးရိမ်ထိတ်လန့်မှုများစွာနဲ့အသက်ဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေကြရတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပေါင်းဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမုံရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ စကိုင်းတိုင်းမှာရမပင်ဆလင်းကြီးရွာပေါင်းစုံတပိတ်ဥဆောင်ကော်မတီဝင်ကိုကျော်ဝင်းအောင်ကြာဆုံးခြင်း၈လပြည့်နဲ့ဆေးရနာရှင်ကြာဆုံးရေးတပိတ်ပြုလုပ်ခဲ့ပါတယ်။ရမပင်ဆလင်းကြီးရွာပေါင်းစုံတပိတ်နဲ့သွေးမအေးတဲ့ရွှေနယ်သွေးတပိတ်တို့ပူးပေါင်းကခြိတက်လေးပြုခဲ့ကြတယ်လို့သိရပါတယ်။ရမပင်မြို့နယ်မှာရမပင်မြို့နယ်မြောက်ချမ်းကျွရများတပိတ်ကအကြံဖတ်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြတော်လှန်ပြည်သူတွေကရဲမပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဒေသခံတော်လှန်ပြည်သူတွေကနေမြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့မေလ6ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစေခမညာ။